Every Friday night, contenders from around the world battle for a 100,000 US dollar contract in the world's largest martial arts organization, One Championship. Oh my goodness! Making a statement! What a shot! Oh, left rip oh! the body! This week, Compet versus Abdallah on Dash. Every week, the fights just get better and better. One Friday Fights 132. အပ်နေတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီစီဇန်လေးကတော့ကျွန်တော်တို့ဒီနေ့တောက်ချာနေည9နာရီချိန်မှာလော်မနီရဲ့1 championship 132ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့မြန်မာပြည်ကုစားပြုဝင်ရောက်ရှင်ပြိုင်မဲ့ Pronica နဲ့တွေ့ဆုံမေးမြန်းမဲ့အစီအစဉ်လေးဖြစ်ပါတယ်ဒီပြိုင်ပွဲမှာတော့ကျွန်တော်မြန်မာပြည်ကုစားပြုပြီးတော့ရှင်ပြိုင်မဲ့ Pronica နဲ့ကျွန်တော်တွေ့ဆုံမေးမြန်းပြီးတော့ဒီပြိုင်ပွဲအတွက်ဘယ်လိုမျိုးလေးတွေစီစဉ်ထားတယ်ဆိုတဲ့အကြောင်းကိုစီစဉ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ညီမလေးပရိုနီကာမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဒီနေ့ည9:00နာရီပေါ့လေကျွန်တော်တို့ဒီတောက်ကြနေ1 championship ရဲ့123ပြိုင်ပွဲကြီးမှာညီမကမြန်မာပြည်ကိုစားပြုတ်ပြီးတော့ကို main event အနေနဲ့ပါဝင်ရှင်ပြိုင်မယ်ပေါ့နော်ရှင်ပြိုင်မယ်လို့ကိုတည်ရတယ်ဆိုတော့ညီမအနေနဲ့ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြင်ဆင်ထားတယ်ဘယ်လိုမျိုးလေး 調査ပြီးတော့ပြန်ဘက်ကိုအနိုင်ယူမလဲဆိုတဲ့လိမ့်နဲ့ပတ်သက်ပြီးတော့ကိုတို့ကမေ့ချင်တာပေါ့နော်ဆိုတော့စီဇန်လေးစစချင်းပဲညီမလေးအနေနဲ့ဒီမှာကြည့်ရှုနေကြတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးကိုမိတ်ဆက်စကားလေးပြောပြပေးပါအောင်ညီမလေးဟုတ်ကဲ့ Sky နဲ့ကနေတစင်ကြည့်ရှုတဲ့မိဘပြည်သူများအားလုံးမင်္ဂလာပါကျွန်မ Veronica ပါအခုလာမယ့်မနေ့ပြန်တောက်ကြညမှာကျွန်မပြန်ပွဲအာတရုတ်နဲ့တရုတ်နိုင်ငံသူနဲ့ထူထပ်မှဖြစ်ပါတယ်ဆိုတော့ ဲ့ဒီပွဲအာပြင်ဆင်လာရတဲ့ပုံစံကကျတော့ကျွန်တော်အရင်တော့ဆိုလို့ရှိရင်အာသူတို့လာကန်လန်ထားတဲ့ဒီ fighter ပြန်ပေးကကျတော့ kickboxing အာတခြားတယောက်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီတယောက်နဲ့အတွေ့နဲ့ပြင်ဆင်ထားလာခဲ့ပြီပေါ့နော်ဆိုတော့အာဆိုတော့ဒီတီအာတိကရတယောက်သူတို့ချိန်ပြတဲ့တယောက်နဲ့ကကျတော့သူက cancel လုတ်လိုက်လဲသူသူဘာဖြစ်လို့လဲဆိုတော့ तू က weight ဒီထက်မချနိုင်တော့ဘူးเนาะဆိုဆို तू ကဒီပွဲကို cancel လုတ်လိုက်တယ်ဆိုတော့အဲ့ဒီကျွန်တော်ပြင်ဆင်တော်တော်များများသူ့နဲ့လေ့လာပြီးတော့သူ့ရဲ့ပွဲလေ့လာပြီးတော့တော်များပြင်ဆင်လိုက်ပြီး kickboxing နဲ့ပဲထိုးမယ်ဆိုတော့အာ POE ကြမှာသူ cancel လုတ်ပြီးရနောက်ပိုင်းမှာကျွန်တော်သူနည်းနည်းစိတ်တော့ဟိုဟာခတိအောက်ဖြစ်သွားဘောเนาะပြန် kickboxing ပဲဆက်သွားရမလား မွေထိုင်းပဲပြန်ထိုးရမလားဆိုနားမလဲဘောနော်ဆိုတော့ဒါပေမဲ့ကျွန်တော်ကိုပွဲမရက်တန့်ပေးဖို့တို့ကိုကျွန်တော်တောင်းဆိုတယ်ဘာဖြစ်ကျွန်တော်စူးစမ်းပြင်ဆင်လာတဲ့အတွက်ကြောင့်မလို့ပြီးတော့လဲတို့ကအော် okay တို့ထပ်ပြီးတော့အပြန်ပဲတွေထပ်ရှာပြီးတယ်အာတရုတ်အပြန်ပဲနဲ့တွေ့တယ်သူကကျတော့သူကလဲ kick boxing ကနေလာတာပဲဒါပေမဲ့အာသူကဒီအမွေထိုင်းမှာလဲသူအတွေ့အကြုံရှိတယ်မွေထိုင်းလဲသူထိုးဖူးတယ် ဒါမဲ့ဒီ small glut နဲ့မဟုတ်ဘူးနော်လက်အိတ်အသေးနဲ့တော့ तू မထိုးဘူးလောက်ထင်တယ်ဆိုတော့ကျွန်တော်ကျွန်တော်အနေနဲ့ကတော့ तू ကတော့ kickboxing နဲ့လာတဲ့အတွက်ကြောင့်လို့သူ့မှာကျွန်တော်မြင်တွေ့ရတာတလောက်ဆိုလို့ရှိရင် तू က power လက်တီးတွေပါအာရှိတယ် तू လက်တီးကောင်းတယ်ပြီးလို့ရှိရင် तू က high kick လက် high kick तू က soft ball ဆိုတော့ high leg kick तू ကကောင်းတယ်ဆိုတော့အဲ့ဒီဟာတော့သူ့ရဲ့အာသာချက်ပါနော်ကျွန်တော်ရဲ့အာသာချက်ကကျွန်တော်မွေထိုင်းအတွေ့အကြုံတစ်ထပ်ပို့ပြီးတော့မြားမယ်ပြီးတော့ကျွန်တော် คลีนชินပိုင်းမှာပို့ပြီးတော့သူ့ထက်တတ်ကြွမယ်တတောင်ပိုင်းသူ့ထက်ပို့ပြီးတော့အာထွက်လိုက်မယ်လို့ကျွန်တော်အဲ့ဒါယုံကြည်တယ်ဆိုတော့အဲ့ဒီဟာတွေလည်းအကောင်းဆုံးပြင်ဆင်ထားပါတယ်ဟုတ်ဟုတ်ကဲ့ပါအဲ့တော့ဒီ brony ကညီမအနေနဲ့ကတော့ဒီပွဲပေါ်မှာအကောင်းဆုံးပြင်ဆင်ထားတယ်ပေါ့နော်မူလကတော့ဒီကစ်ဖောင်စီပြိုင်ပွဲအခုဆိုတော့မွေထိုင်းဆိုတဲ့ခေါင်းစဉ်အောက်မှာထိုးရမှာပေါ့ဆိုတော့ညီမခုနကပြောတဲ့စကားထဲမှာလည်းပါသွားပြီဟိုမူလကိုလေ့ကျင့်ပြင်ဆင်ထားတာတမျိုးအခုလက်ရှိရှင်ပြိုင်မှာတမျိုးပေါ့နော်ရပ်ပိုင်းလေးပဲဟိုကွာဟာဘူးကလည်းရှိတယ်ဒီပေါ်မှာညီမဘယ်လောက်ထိ လေ့ကျင့်မှုတွေပြောင်းလဲဟိုခက်ခက်ခက်ခဲရင်ဆိုင်လဲရလဲကြုံတွေ့လဲရလဲပေါ့နော်ဟိုဒီဟိုကိပောင်စင်ဆိုတဲ့ခေါင်းစဉ်နဲ့မွေထန်းဆိုတဲ့ခေါင်းစဉ်နှစ်ခုဟိုပေါ့လေဒီတပတ်အတွင်းမှာပြောင်းလဲသွားတဲ့ပုံမှာညီမဘယ်လိုပြင်ဆင်ထားလဲညီမလေးအာလူလူတွေတိုင်းရဲ့အမြင်နဲ့ဆိုလို့ရှိရင်တော့ kickboxing နဲ့ muay thai ကတည်းကသူတို့က ကိပုံစင်ကတတောင်မရိုက်ဘူးချုပ်လို့လည်းမရဘူးဟုတ်ကဲ့အဲဆိုတော့သူတို့ကအတိတ်မသေးခွဲအဲ့ဒါပဲဖြုတ်လိုက်ရုံပဲဆိုသူလူတွေရဲ့အမြင်တော့ easy ဖြစ်သွားဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒါကတကယ်တကယ်ဒီ training queen နဲ့မှကျွန်တော်လဲအခုမှပို့ပြီးတော့တိတိတာပေါ့နော်ကျွန်တော်လဲ kickboxing ထိုးပူတာမဟုတ်ဘူးဒါပေမဲ့ training လစ်ကျင့်နေတဲ့နေရာမှာဟိုကတော်တော်ကိုကွာသွားတယ်ဟုတ် kickboxing ကတော့ဟိုဘယ်လိုပြောမလဲ သူသူလေသူရင်းရဲ့လေ့ကျင့်ပုံစံမျိုးခကြတော့သူကိုထိုးရမယ့် point ကိုသူကံပြီးကိုပြန်ကံအခုနောက်ဆုံးရတဲ့လူမှဟိုချင်းချင်းလေးလေးလောက်နိုင်တဲ့လူမှအမှတ်ရမယ်ပြီးတော့တွေ့လုံးတွေပို့ပြီးတော့ထုတ်သုံးရတယ်စပိလည်းလိုအပ်တယ်ဘောနော်ကိုကအဲ့လိုမျိုးတွေဆိုတော့ဒီမွေထိုင်းကကြတော့ kickboxing လို့သွားလို့မရပြန်သူဟာကကြတော့လဲ ဝင်လာတယ်သူကချုပ်မယ်ဟိုတတောင်ရိုက်မယ်ဆိုဟုတ်ကဲ့အဲ့ဒီကြားထဲမှာကတက်လုံပိုင်းတွေမှာရော ပြီးတော့လဲဒီအာ technique ပုံစံရဲ့အထိုင်ဘယ်လိုပြောမလဲ legend ရဲ့အနေအထား chain chain တဲ့ပုံစံမှာရောအကုန်လုံး chain သွားဆိုတော့အဲ့ဒီချိန်မှာပဲကိုကပို့ပြီးတိရပါဘောနော်အဲ့ဒီချိန်မှာအော်တော်တော်ကို kickboxing သွားပြီးတော့မှ kickboxing ပုံစံနဲ့ပဲ sparring ဆွဲပြီးပြီးလှုပ်ပြီးပြန်ပွဲနီးမှာပဲဒီလိုထပ်ပြီးတော့ချိန်ချက်ပြည့်တော့ ဒါမဲ့တော့အကောင်ဆုံးတော့ပြန်ပြီးတော့ပြင်ဆင်ထားပါတယ်ဆိုအအများကြီးတော့ဘယ်လိုပြောမလဲအရင်တည်းကလည်းမွေထိုင်ပဲဖြစ်လာထိုးလာကကြတော့လေကိုယ်တွေ့ရခက်ခဲရှိတယ်ဆိုပေမဲ့ပြန်ချိန်ဖို့ကတော့အရင်တော့ဘယ်လိုပြောမလဲဟိုလိုမျိုးကြီးမဟုတ်တဲ့အတွက်ကြောင့်မလို့ဆိုတော့လုံနိုင်မယ်လို့ယုံကြည်တယ်ဟုတ်ဟုတ်ကဲ့ပါအဲ့တော့ဟိုညီမအနေနဲ့ကဒီညပြိုင်ခွဲမှာပေါ့လေဟိုမြန်မာပြည်ကိုစားပြုဆိုရင်ဒါ၃ဦးလောက်တောင်ပါထားတာဒီအမျိုးသမီးအမျိုးသမီးတယောက်အနေနဲ့ဆိုရင်တော့ ဒါဝမ်းချမ်ပီယံရှစ်စင်မြင့်ထက်မှာညီမကပထမအဆုံးတော့ပဲဒီမြန်မာကိုစားပြုကစားသမားအမျိုးသမီးတူလည်းဖြစ်တယ်ပြင်ဒီလိုမျိုးပြိုင်ပွဲကြီးပန်ဟိုဒုကောင်ပွဲအနေနဲ့ရှင်ပြိုင်မဲ့အပေါ်မှာရောညီမစီမှာဘယ်လိုမျိုးခံစားချက်ရှိတယ်လဲပေါ့နောက်တစ်ခုညီမကိုယ်တိုင်ကတော့မွေထိုင်းနဲ့ကစ်ဖောင်စင်ဆိုတဲ့ခေါင်းစဉ်တစ်ခုမှာဘယ်တစ်ခုကိုပို့ပြီးတော့ညီမကိုယ်တိုင်ရောအာတန်လေညီမလေးအာအခုကမြန်မာအမျိုးသမီးတယောက်ကိုစားပြုခွင့်ရတယ်လဲကိုယ့်အကူလဲတကယ်လဲဂုံယူတယ်ပြီးတော့ကိုယ်လဲဒီတိ ်လုံနိုင်ဆိုကိုယ့်ကိုယ်လည်းအာဒီဟာပရမဆိုတော့တကယ်ဂုံယူတယ်ဟုတ်ကဲ့ပြီးတော့လည်းအားလုံးလည်းဟိုအတိမတ်လည်းပြုကြတာပေါ့နော်အိုးသူတကယ်လုံနိုင်ခဲ့တယ်မြန်မာကိုစားအကလုံးဝိုင်းပြီးတော့အပီးကြတဲ့ဒါရီမြင်တွေ့ရတော့လည်းတကယ်လည်းဝမ်းသာတယ်ဆိုအဲ့ဒီနေရာရောက်ခါကျတော့ကျွန်တော်ကတော့တခုရှိတယ်သူတို့ကဘယ်နေရာပြီးပြီးကျွန်တော်ကတော့ဟိုနေရာပြီးတဲ့ပုံမှာသူတို့သူတို့ကတော့ကျွန်တော်ကိုဟိုဘယ်လိုပြောမလဲ ကျွန်တော်အထင်ပေါ့နော်ဒီမြန်မာရဲ့ပြည်သက်ရဲ့အာပေးမှုကြောင့်လည်းကျွန်တော်အဲ့ဒီအမြင့်ပေါ်မှာလည်းရောက်ဟိုသူတို့ဒီပို့ပြီးတော့ဦးစားထားဒုတိယအနေအမှာ ဖြစ်ကောင်းဖြစ်နိုင်တယ်ပြီးတော့ပြီးတော့လည်းကျွန်တော်ရဲ့အာစူးစမ်းမှုတွေကြောင့်လည်းသူတို့ဟိုဟာဖြစ်ကောင်းဖြစ်နိုင်ပေါ့နော်ဒါပေမဲ့ဒါတွေကကျွန်တော်အဲ့ဒါတွေတိတ်ပြီးတော့သူတို့ပေးတဲ့နေရာတွေအောက်ရောက်လို့အပေါ်ရောက်လို့ကျွန်တော်အဲ့ဒါတိတ်အမှန်တရားစီတိတ်အမှန်တိုင်းစီတိတ်မစင်စားမစင်စားမိဘူးပေါ့နော်သူတို့ပေးနေရကျွန်တော်အဓိကကတော့ပြန်ပွဲဝင်ရဒီပွဲထဲမှာကျွန်တော်နေရာ အောက်လေးရတဲ့အပေါ်မှာအအပေါ်သူတို့ပေးလေးရတယ်ကျွန်တော်အဓိကကျွန်တော်လောက်ရမယ့်လောက်ကကျွန်တော်ပြိုင်ရှင်ပြိုင်ရင်မယ်အကောင်ဆုံးလုံနိုင်မယ်အကောင်ဆုံးကိုစားပြုတ်သွားမယ်ဆိုတဲ့ဟာပဲအစဉ်းစားတာပေါ့နော်ဆိုတော့အဒီဒီဟာရီကတော့အသူတို့ထားတဲ့နေရာမှာပဲကိုနေရမျိုးဆိုတော့ဒါတော့ပြီးတော့တွေ့တော့အမိန်မဟုတ်သေးတဲ့ရွေးခပမလူအဲ့ဒါတော့ပြီးတော့တက်တက်ပြီးတော့ခေါင်းတည်းမထက်သေးဘူးဆိုတော့ကိုလှုပ်ရှားရှိတာပဲဆက်လှုပ်သွားရအောင်မဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့တော့ဒီညီမအဒီနဲ့ ဒီနေ့ညပြိုင်ပွဲမှာလည်းအကောင်းဆုံးရှင်ပြိုင်မယ်လို့ယုံကြည်တယ်အကိုတို့လည်းကိုနေ့ကပဲကိုတို့ဒီ weight ချိန်လာလေးတွေတွေ့ပြီးပြီပေါ့နော်ညီမတို့ Facebook ကိုလည်းကိုတို့ကြည့်ပြီးသွားပါပြီလုံးဝကိုပဲတက်ချွတ်ပြီးတော့အမှန်ပြေရှိနေတယ်ဒီပွဲပေါ်မှာလည်းညီမကိုတိုင်ယုံကြည်မှုအပြည့်အဝရှိတယ်လို့ကိုတို့မြင်နေရတယ်ပေါ့နော်နောက်တစ်ခုထူးထူးခြားခြားကတော့ညီမလေးကိုအခုပြိသက်တွေကအပိတ်မှတခဲတဲ့နဲ့အများကြီးပဲညီမရဲ့ social account တွေမှာဆိုလည်းကိုတို့တွေ့နေရတယ်အထူးသဖြင့်တော့ညီမရဲ့ယူသားပွင့်လင်းတဲ့ပုံစံလေးတွေကိုတော်တော်များများလေးကိုချစ်ခင်ပြီးတော့အားပေးနေကြတယ်အခုဒီမျိုး1ကို ကိုစားပြုတ်ပြီးတော့မြန်မာပြည်ကိုစားပြုတ်ရှင်ပြိုင်မဲ့ညီမလေးကိုလည်းပြိတ္တတွေကတခက်တဲ့နဲ့အားပေးနေတယ်ဆိုတော့ဒီပေါ်မှာရောညီမဘယ်လိုမျိုးဒီပြိတ္တတွေကိုပြောဖို့ရှိသေးလဲဒါလေးလည်းဒီစီလင်းနေတစ်ဆင့်တခါလေးပြောပြပေးပါဦးညီမလေးဟုတ်ကဲ့အာတော်တော်များများတကယ်အာလူဆိုအပြိတ္တဆိုတဲ့မျိုးကလည်းကိုကအားပေးကိုကိုကိုရိုင်းလည်းသူများကိုအားပေးခြင်းနဲ့လူမကိုစိတ်ရင်ထဲမှာပဲကိုကအားပေးလို့ရလေနော်ဟုတ်ကဲ့ဆိုတော့သူတို့ကိုလည်းကျွန်တော်တော်တော်များများကြည့်တယ်မှတ်နေဝင်ကြည့်ဖြစ်ရကျွန်တော်ကတော့အများအားဖြင့်ပြောတယ်သူတို့ကတော့ reply မပြန်နိုင်တာတခုတော့နည်းနည်းတော့ဆိုဘယ်လိုဖြစ်ကိုကကိုကိုင်းဆိုတော့ defensive ကဆိုတော့သူတို့တော်တော်များစိတ်ရင်းနဲ့ကို လာအားပေးကြတယ်လက်ချစ်ပေးကြတယ်ဆိုအဲပို့ပြီးတော့တွေးရတယ်ပြီးတော့ဘယ်တော့ဘယ်လိုပုံစံပဲနဲ့နေဘယ်လိုပုံစံပဲဟိုဟာတာတွေတင်လိုက်ဟိုတကယ်ဟိုဟာဘယ်လိုပြင်မလားအဲ့လိုမျိုးဘဲတစ်တင်သူတို့ကကိုအမြဲတမ်းကိုနားမှာရှိပေးနေရဆိုအဲ့ဒါတွေ့ရတကယ်ကိုဝမ်းသာတယ်ဟုတ်ကဲ့အာအဲ့ဒါကြောင့်မလို့လဲဘယ်တော့လဲဘယ်လိုပြောမလဲဆိုလို့ရှိရင်တော့သူတို့အတွက် အကောင်ဆုံးဆက်ပြီးတော့လုပ်ပေးမယ်ပေါ့နော်ကို့ချစ်နေသေးတဲ့လူရှိသေးတယ်ဟိုဆိုတော့စိတ်နဲ့လည်းပို့ပြီးတော့ကြိုးစားဖြစ်ပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့တော့ဒီစီစဉ်ကနေကြီးနေပြိသက်တွေကလည်းညီမအခုလိုမျိုးပြောတာကိုကျေးဇူးတင်နေပါပေါ့နော်အခုနောက်တစ်ခုကအခုတို့ဟိုအမျိုးသမီးတယောက်အနေနဲ့ပေါ့လေအခုလိုမျိုးဝမ်းချက်မဲ့ရှိရဒီနိုင်ငံတကာဆင်မြင့်ထက်မှာဒါရောက်နေပြီပေါ့နော်ရောက်နေတော့ကြိုးစားမှုရှိတယ်အခုညီမကိုယ်တိုင်ရောအခုလိုမျိုးပေါ့တိုက်ခိုက်ရေးပညာပေါ့ကိုခန့်ပညာကိုဘယ်အသက်ရွယ်လောက်ကနေစပြီးတော့ညီမလေ့ကျင့်ခဲ့တာလဲ ဟိုငငယ်ငယ်ကလေးအတိုင်းဒီရေမှန်းချက်တွေရှိထားသလားပေါ့အဲ့ဒါလေးလည်းညီမဒီစီစဉ်လာနေတခါလေးပြောပြပေးပါအောင်လားပြောပြလို့ရအာဘယ်လိုပြောမလဲကျွန်တော်ကဟိုဟာငေတဲ့ကြီးရွာတရွာတင်းငယ်တဲ့ကြီးရွာတရွာနေကြီးပြင်းလာတော့ပေါ့နော်ဆိုတော့အဲ့ဒီတကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ဒီဟာတွေထိုးတတ်ရမယ်ဆိုတာတော့တခါမှတော့အိမ်မက်မမက်ဘူးတိလည်းမတိဘူးဒါပေမဲ့ ဟိုဘယ်လိုပြောမလဲအရင်တော့ဆိုရင်ရွာရွာတရွာမှာတီဗီတလုံးဝရှိတဲ့မျိုးပေါ့နော်ရုပ်ရှင်သွားကြည့်တယ်သွားကြည့်တော့မအပြည့်မကြည့်ရပါဘူးသူများထွေလာပဲပြရတာပဲသွားကြည့်ရအမေကတိတ်မကြိုက်ဘူးလေသူအဲ့လိုမျိုးသွားကြည့်ရဆိုအဲ့ဒီကနေပဲသူများ action car တွေကြည့်သူတို့အဲ့ချခန်းတွေကြည့်လို့ရှိရင်အဲ့လိုဖြစ်ချင်မိတယ်ဆိုတော့စိတ်ကတော့အမြဲတမ်းအတွေးဝင်လာတယ် အဲ့နေသစီပဲလေအဟိုဘယ်လိုပြောမလဲအငေ့ပြောသည်ပင်တွေးလိုက်ထိုးလိုက်အုပ်တွေတွေးပေါင်းပေါင်းအဲ့မျိုးလိုက်လို့ရတွေးရတော့ပါတယ်တိလားဟုတ်ကဲ့ဆိုတော့အဲ့ဒါကနေနဲ့ဟိုဖက်ခုံမြို့မှာကြောင်းတဲ့အင်းနဲ့ဆိုတော့သူတို့ကလည်းကျွန်တော်အဲ့ဒီချိန်မှာသူများအားကစားသမားတွေခေါ်ရဲကန့်တွေတွင်းနေဆိုပြီးတော့သူတို့လည်းကျွန်တော်လမ်းဟိုဘယ်လိုပြောအကာမူကလည်းလမ်းခေါ်တော့ပေါ့နော်ဖက်ခုံသွားမလားဆိုပြီးတော့ကျွန်တော်ကလည်း okay လိုက်မယ်ဆိုပြီးတော့လိုက်သွားတယ်အဲ့ဒီကနေစပြီးတော့ကျွန်တော်တက်က ဆက်ခွန်16ဆက်ခွန်မှာပေါ့2000စနစ်အေးအချိန်မှာပေါ့နော်ဆိုတော့လိုက်သွားလိုက်အမေရဲ့လည်းတဘောမကြဘူးမသွားနဲ့ဖြစ်ဆိုအဆက်အသွယ်လည်းရှိမှာမဟုတ်လေဖုံလည်းမရှိဘာမှမရှိပတ်စံလည်းမရှိဆိုအဲ့ဒီနေရနေပဲအိမ်မက်နောက်ကိုလိုက်တာပေါ့ကိုဖြစ်စီရနဲ့သူများလာခေါ်နဲ့တခါတည်းတန်းကောင်းငိတ်ပြီးတော့မှဘာမှဟိုမကြည့်နောက်ပြန်မကြည့်လောက်အောင်ပဲတက်လာပတ်စံလည်းတကယ်လည်းတပြားမှမရှိအမေကလည်းမရဘူးမသွားနဲ့ပြောလဲနားမထောင်တော့အဲ့ဒါကိုအိမ်မက်နောက် လိုက်ရင်းနဲ့ဒီနေရာထိရောက်သွားတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါတော့ဘယ်လိုပဲဖြစ်ဖြစ်ညီမရဲ့ကြိုးစားအားထုတ်မှုကြောင့်ဒီလိုနေရာမျိုးရောက်ရောက်ခဲ့လို့ဆိုရမှာပေါ့လေဆိုတော့ညီမလေးဟိုထပ်ပြီးတော့ချုပ်လိုက်ရင်တော့ဒီညပြန်ခွဲဟာညီမအတွက်လည်းအရန်ကိုရည်ကြီးတယ်နောက်အားပေးနေတဲ့ပရိသတ်တွေအတွက်လည်းအများကြီးမျှော်လင့်ထားကြတယ်သူတို့ချစ်ခင်တဲ့ဗရိုနီကာရဲ့ဘွယ်ဒီညမှာရှိတယ်ဆိုတာကိုမျှော်လင့်နေကြပြီပေါ့နော်ဆိုတော့ညီမအနေနဲ့ဒီဝိုင်းမှဆိုရင်ဒီဘွယ်ပါဝင်ဆိုတော့စုပေါင်း၃ဘွယ်၃ဘွယ်မြောက်ရှိပေါ့နော်အဲ့တော့ဒီညမှာရောညီမဘယ်လိုပုံစံမျိုးနဲ့ပြန်ဘက်ကို အနိုင်ရှင်ပြိုင်မလဲညီမရဲ့အဓိကအားသာချက်ကဘလို့လဲအဲအဲ့ဒါဒါလေးလေးကိုတို့ဒီစီဇန်နေပြောပြပေးပါဦးညီမလေးအာဒီသုံးပွဲမြောက်မှာလည်းအမှန်တမ်းပြောမယ်ဆိုလို့ရှိရင်တော့မချုံချင်ဘောနော်ဟုတ်ကဲ့ပထမတပွဲကတော့ကျွန်တော်ရှုံးခဲ့ပြီးပြီးဒုတိယပွဲမှာကျွန်တော်ကောင်းဆုံးနဲ့ပြန်လာခဲ့တယ်တတိယပွဲမှာလည်းကျွန်တော်အဲ့လိုပဲကောင်းဆုံးပြန်လာအရှင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကြိုးစားထားတယ်အရင်ထက်ဆိုင်ကျွန်တော်ကောင်းပို့ပြီးတော့ တတ်နိုင်သမျှကိုပို့ပြီးတော့ကြိုးစားထားတယ်အဆက်ဆက်ရပို့ပြီးတော့ focus ထားတယ်အာပြီးတော့လည်းဒီတပွဲမှာကျွန်တော်မတူညီတဲ့ဟိုအရင်လိုတိုက်ကွဲမျိုးပို့ပြီးတော့ချပြခြင်းတယ်အာဒီထက်ပို့ပြီးတော့ချပြနိုင်အောင်ပေါ့နော်ဆိုတော့အများကြီးကြိုးစားထားတယ်ဆိုတော့ဟိုဒီစင်ပေါ်မှာရောက်လို့ရှိရင်တော့ပို့ပြီးတော့ချပြနိုင်မယ်လို့လည်းကိုယ့်ကိုယုံကြည်တယ်ဟိုဘယ်လိုပြောမလဲအာ မတူညီတဲ့ KO ပုံစံမျိုးတွေလုံနိုင်မယ်လို့ယုံကြည်တယ်ကျွန်တော်အဲ့ဒါတော့ကိုယ့်ကိုယ်လည်းအပြည့်အဝယုံကြည်တယ်ဒါပေမဲ့ခါလေးကြိုက်ပြောလို့မရမတတ်ဘူးတည်လားဘာဖြစ်လဲအဲ့အတီရတော့သူရမ်းမိမယ်ဆိုတော့အကောလုံးကတော့အာဘာဖြစ်ဆိုကောလုံးကကိုယ့်အိမ်မက်နဲ့ကိုယ့်ရဲ့ဟိုအနေကိုစီလာကြရဲဆိုတော့လေသူလည်းကိုယ်အဲ့လိုချိန်မှာပဲဆိုတော့ဒါမဲ့အကောင်းဆုံးလှုပ်ဆောင်သွားမယ်မြန်မာနိုင်ငံအတွက်ဂုံယူစီရမယ်မြို့သမီးတယောက်အဖြစ်နဲ့မြန်မာနိုင်ငံအတွက်အကောင်းဆုံးကြိုးစားပေးမယ်လို့ ပြောချင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့အကူအပါဝင်ပေါ့လေဒီညီမကိုအားပေးနေတဲ့ပရိသတ်တွေအားလုံးကလည်းညီမလေးအခုပြောတဲ့အတိုင်းပဲဖြစ်မယ်လို့ယုံကြည်ပါတယ်ဘလို့ရလဲပဲထွတ်ထွတ်ပရိသတ်တွေကတော့အမြဲချစ်ခင်လျက်ညီမကိုအားပေးနေမှာပါပဲဆိုတော့ဒီပြိုင်ပွဲကြီးကိုကိုတို့ဒီထုတ်လွှင့်ပြသမဲ့ Sky နဲ့ရုပ်တန်လိုက်ရဲ့နောက် Sky နဲ့ application ရရှိရပါလိမ့်အဲ့တော့တလဲစားတယ်ပဲဒီ season လေးတစ်ဆင့်ကြီးရှုနေတဲ့ပရိသတ်လေးကိုလည်းညီမဟို Facebook စကားလေးတခါတည်းပြောပြပေးပါဦးညီမလေးဟုတ်ကဲ့အာကျွန်တော် တော့ဒီနေရာအာရောက်ရှိတဲ့အထိပေါ့နော်ဟိုအရင်ကရေရတွေရောဒီနေရာလည်းရောက်ရှိတဲ့အထိအာကျွန်တော်အများရန်အပီးနေတဲ့ကျွန်တော်ရဲ့မြန်မာပြည်သားတွေအများရန်ရှိနေတယ်ဆိုတော့ကျွန်တော်တွေ့မြင်နေရတဲ့တွေ့တဲ့ဂျေဇူအများကြီးတင်တယ်ဆက်ပြီးတော့ကျွန်တော်အာတီရှူအပီးဖို့လည်းတောင်းဆိုချင်ပါတယ်ပွဲရက်လက်ဘလိုမျိုးပဲထွတ်ထွတ်ကျွန်တော်နားလည်းပေးဖို့ပြောချင်ပါတယ်အကောင်းဆုံးတော့မြန်မာနိုင်ငံအတွက်အကောင်းဆုံး အမျိုးသမီးဖိုက်တာ ချန်ပီယံတယောက်ဖြစ်လာဖို့ကျွန်တော်အကောင်းဆုံးအတဖြည်းဖြည်းတင်းယူပြီးတော့မှကြိုးစားသွားမှာမို့ကျွန်တော်ပွဲရက်လက်မျိုးဘလို့ပဲဖြစ်ဖြစ်ထွက်လာကျွန်တော်နားလဲပြီးတော့တီးခံပေးပြီးတော့ဆက်ပြီးတော့အားပေးဖို့တောင်းဆိုချင်ပါတယ်အားပေးတဲ့ရောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကျေးဇူးပါညီမလေးရေဒီပြိုင်ပွဲတလောက်ကြီးအချိန်နှိကက်နေတဲ့အပေါ်မှာပေါ့နော်အချိန်ပေးပြီးတော့ဖြေချပေးတဲ့အတွက်ညီမလေးကိုလည်းကိုတို့ဒီစကန်ရဲ့ရုပ်သံလိုက်ရဲ့ကိုစားနောက်ပရိသတ်များရဲ့အားလုံးကိုစားကျေးဇူးတင်ရှိပါတယ်အဲ့တော့ ညီမလေးရှင်ပြိုင်မဲ့ပွဲပါလေအကောင်ဆုံးရက်လက်လေးထွက်ပေါ်ပါစေလို့ကိုတို့အားလုံးကလည်းဆုတောင်းပေးပါတယ်ညီမလေးဟုတ်ကဲ့ကျေးဇူးပါဟိုဖြည့်ချခွင့်ရတဲ့အတွက်လည်း Sky နဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးနော်ကျေးဇူးပါညီမလေးဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ဒီနေ့ညမှာရှင်ပြိုင်မဲ့ Bronica ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ Bronica ကိုယ်တိုင်ပြောပြသွားတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဆိုတော့ဒီပြိုင်ပွဲကြီးကိုကျွန်တော် Sky Next Sport X နဲ့ Sky Next Application ကနေ direct ထုတ်လွှင့်မှာဖြစ်တဲ့အတွက်ကြောင့်

this week Compet versus Abdullah on Dash. Every week the fights just get better and better. One Friday fights 132.